မင်္ဂလာပါခင်ဗျာ MM Thinker YouTube Channel ရဲ့နေ့စဉ်သတင်းတုံ့တက်ချက်များအစည်းအဝေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါရှင်ဒီနေ့ကျွန်တော်တို့အတူတူလေးလာတုံ့တက်ဖို့ဆူဆီးထားတာကတော့2025ခုနှစ်ဒီဇင်ဘာလအစောပိုင်းမှာဖြစ်ပျက်နေတဲ့ယူကရိန်းစစ်ပွဲရဲ့အခြေအနေကိုပါပဲအဓိကကတော့အလွာပေါင်းစုံကိုကြည့်မှာပေါ့နော်ဟုတ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အဓိကကြီးမှန်းချက်ကမော်စကိုမြို့ကတန်တမာကြီးကစားပွဲဝိုင်းပေါ်ကတိုးတိုးလေးပြောနေတဲ့စကားသံတွေအဲ့ဒါနဲ့ ယူကရိန်းစစ်မီးခင်းကတကယ်မြည်ဟီးနေတဲ့လန်နကြီးတန်တွေအဲ့ဒီကြာကကွာဟာချက်ကဘလောက်ကြီးနေလဲဆိုတာကိုနားလေဖို့ကပဲအဲ့ဒီကွာဟာချက်ကတော်တော်လေးကိုတိတာထင်ရှားနေပါတယ်ရှင်တစ်ဖက်မှာငင်းချင်းရဲ့အတွက်အပြေရှာဖို့ကြိုးစားနေတယ်လို့ပြောနေကြချင်းပါပဲနောက်တစ်ဖက်မှာတော့ဟွန်းစီရဲ့ရက်ဆက်ကြမ်းကြွမှုကအရှိန်အမြင့်ဆုံးကိုရောက်နေတာတွေ့ရတာပေါ့ဒါဆိုရင်အဲ့ဒီတန်တမကြီးကကြိုးပမ်းမှုဆိုတာနဲ့ပဲဆက်လိုက်ကြတာပေါ့ မော်စကိုမှာလေအားလုံးကစောင့်ကြည့်နေခဲ့တဲ့အစင်းမြင့်တွေ့ဆုံပွဲတစ်ခုရှိခဲ့တယ်နော်ဟုတ်ကဲ့နားနိုင်ဒီပါကြတယ်ဆိုတော့ဒါကတာမန်တွေ့ဆုံမှုတော့မဟုတ်တော့ဘူးအဲ့လိုချင်းကြိုက်ဆွေးနွေးပြီးတော့တကယ်တော့ဘာတွေများထူးခြားသွားပါသလဲတကယ်တော့လေအချိန်ကြာမြင့်တာကလွင်တိကျတဲ့ရလက်လို့ခေါ်နေတာဘာတစ်ခုမှထွက်မလာခဲ့ပါဘူးဟင်ဟုတ်ပါတယ်ဒီဇင်ဘာလ9ရက်နေ့ကရုရှားသမ္မတပူတင်နဲ့အမေရိကအထူးတာမန်စတိဗ်ဝစ်ခော့ပ်တို့တွေ့ဆုံခဲ့တာပါ သူနဲ့အတူတမရဟောင်းထရမ်ရဲ့တာမတ်ဖြစ်တဲ့ Jared Kushner လည်းပါလာတာကဒီဆွေးနွေးပွဲကို ပိုပြီးအာရုံစိုက်ရှာဖြစ်စေခဲ့လေ။ဒါပေမဲ့9နာရီကြာဆွေးနွေးအပြီးမှာရုရှားဘက်ကသူ့ရဲ့အထူးကတောင်းဆိုချက်တွေကိုတလက်မှမကိုအယော့မပြီးခဲ့ဘူးရှင်။တလက်မှမအယော့မပေးဘူးဆိုတော့သူတို့ရဲ့မူလတောင်းဆိုချက်တွေကဘာတွေများလဲခင်ဗျာ။အရင်ကတည်းကတောင်းဆိုနေကြချက်တွေပဲလား။အညာစုကတော့အတူတူပါပဲ။အထူးကချက်၃ချက်ကိုတင်ပြခဲ့တယ်။ပထမတစ်ခုက လုံးဘတ် data တစ်ခုလုံးကိုယူရှာပိုင်တဲ့အဖြစ်အဖြစ်ပိုင်လွှဲပြောင်းပေးရမယ်။ Ừm ဒုတိယချက်ကယူကရိန်းစစ်တပ်ရဲ့အရေးအစားကိုတိတိတတ်တရှော့ချပြရမယ်။နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ယူရှာကတင်းပိုက်ထားတဲ့နေရည်တစ်အလုံးကို အမေရိကန်နဲ့ဥရောပကတရားဝင်အတိမတ်ပြရမယ်ဆိုတာပါပဲ။အော်ဒါကတော့လက်တွေ့မှာယူကရိန်းဘက်ကလက်နက်ချအရှုံးပေးလိုက်ပါလို့ပြောနေတာနဲ့ဘာမှမထူးတော့ဘူးပေါ့။ဒီလိုတင်းမာတဲ့တောင်းဆိုချက်တွေပေါ်မှာ အမေရိကန်ဘက်ကတုံ့ပြန်မှုကတော့ဘလို့ရှိခဲ့လဲတမရထရမ်ရဲ့ယက်တိချက်ကရှင်းလင်းပြတ်သားမှုရှိခဲ့လားအလုံးကိုရှင်းလင်းခဲ့ပါတယ်အမေရိကန်ရဲ့ယက်တိချက်ကယူကရိန်းကတည်းကတော့တရင်ဆိုးတစ်ခုလို့ပြောနိုင်ပါတယ်ရှင်ဟုတ်လားထရမ့်ဆိုရရဲ့သဘောထားကအမေရိကန်ပြည်ထောင်စုဟာယူကရိန်းစစ်ပွဲမှာဖန်နာရေးအရာစစ်ပီးတော့ပါဝင်ပတ်သက်တော့မှာမဟုတ်ဘူးအာဟုတ်ကဲ့ဒီစစ်ပျိုးကိုအမြင့်ဆုံးအဆုံးထပ်နိုင်ဖို့ပဲဂျာမန်ဆော်ရက်ပေးနေတာဖြစ်တဲ့ဆိုတဲ့အချက်ပါပဲ တဟာယူကရိန်းရဲ့အကြီးမားဆုံးမဟာမိတ်ဆီကနေမိုဝါရော့အကြီးကျယ်ပြောင်းလဲသွားတဲ့လက္ခဏာရတစ်ခုပါဒီနေရာမှာတကယ်ကို um segment စားစားကောင်းတဲ့အချက်တစ်ခုက မော်စကိုကဗီယန်မာအမေရိကန်အထူးတန်တမဝစ်ကော့ဖ်ဟာကီယက်ကိုတွားပြီးယူကရိန်းသမ္မတဇလန်စကီနဲ့တွေ့ဖို့စီဇန်ထားတာကိုဖျက်လိုက်တယ်ဟုတ်ကဲ့ဖျက်လိုက်တယ်ပြီးတော့ဝါရှင်တန်ကိုတံပြန်ပါတယ်ဆိုတဲ့အချက်ပဲဒါကတန်တမန်ရေးရအရာတာမန်အပြုမှုတော့မဟုတ်ဘူးနော် ဒီလောက်ရရဲ့နောက်ွယ်ကသတင်းစကားကဘာဖြစ်နိုင်မလဲဒါကအလွန်ပြင်းထန်တဲ့သတင်းစကားတစ်ခုပါပဲဆိုလိုရင်းကငါတို့မင်းရဲ့ရန်သူနဲ့၅နာရီကြာစကားပြောဖဲတယ်ဒါပေမဲ့မင်းတို့စကားပြောဖို့အချိန်မရှိဘူးဆိုတဲ့သဘောမျိုးတက်ရောက်စေတယ်ဟာယူကရိန်းကိုဒီငင်းချင်းရဲ့စာဖွဲ့ပိုင်းနဲ့ဖက်ထုတ်ထားသလိုဖြစ်သွားပြီတော့လေယူကရိန်းရဲ့သဘောတူညီချက်မပါဘဲအမေရိကန်ရဲ့ယူရှားကအနာဂတ်ကိုဆုံးဖြတ်သွားနိုင်တယ်ဆိုတဲ့ PR ပေးမှုတစ်ခုလိုပါပဲ။ KF အစိုးရအတွက်တော်ဒါဟာအလွန်ဆိုးရွားတဲ့အခြေလက္ခဏာတစ်ခုပေါ့ရှင်တကယ့်ကိုထူးခြားတဲ့ခြေအနေပဲနော်မော်စကိုကလေအေးဆက်ထားတဲ့အခန်းတွေထဲမှာသူတို့ငင်းကြမ်းရေးကြောင့်အေးစစ်စစ်ဆွေးပေးနေကြချိန်မှာတကယ့်စစ်မှီပြည်မှာတော့ခြေအနေတွေကမီးလောင်တိုက်သွင်းသလိုပူလောင်ပြီးလောဝဆန့်ကျင်ပါဖြစ်နေတယ်ဟုတ်ပါတယ်အခုစစ်မှီပြည်ကနောက်ဆုံးခြေအနေတွေကဘာတွေပြောနေလဲခင်ဗျာဟုတ်ကဲ့အဲ့ဒီဆန့်ကျင်ဘက်အခြေအနေကတကယ့်ကိုကြောက်စရာကောင်းပါလေ တဏမန်ရဲရမှာဘာမှမထူးခြားပေမယ့်စစ်မေပြင်းမှာတော့ယူရှားတပ်တွေကနေရာတော်တော်များများမှာအလွန်တိတာတဲ့တိုးတက်မှုတွေရနေပါတယ်။အထူးသဖြင့်ဇာပိုရီရှားဒေသ Stepnohis မြို့အနီးမှာလာပေါင်းများစွာယူကရိန်းကအခိုင်ဟမာတုံ့ခံထားတဲ့ကာကွယ်ရေးလိုင်းကြီးတစ်ခုလုံးပြိုကျသွားခဲ့ပါပြီ။ဒါလည်းနော်ကာကွယ်ရေးလိုင်းတစ်ခုလုံးပြိုကျသွားတယ်ဆိုတာကဒါထိတ်ကြီးမတဲ့ကိစ္စမဟုတ်ဘူးလား။လာပေါင်းများစွာကြားအောင် ထိန်းထားနေတဲ့နေရာတစ်ခုကယူတီရဲ့ကျိုးပေါင်သွားတယ်ဆိုတာ အလွန်ကြီးမားတဲ့တက်ရောက်မှုရှိပါရဲ့ရှင်ဒါကစစ်မျက်နှာတစ်ခုလုံးကိုပေါ့ဘလို့တက်ရောက်မှုရှိနိုင်လဲဒီကာကွယ်ရေးလိုင်းဟာယူကရိန်းရဲ့အမခံစည်းဖြစ်ခဲ့တာပါအခုဒီလိုင်းကျိုးသွားတဲ့အထက်ယူရှားတပ်တွေဟာယူကရိန်းရဲ့နောက်တန်းစစ်စီရင်နေမြေထေးကိုထိုးပေါက်ဝေရောက်သွားနိုင်ရင်တကားမကြီးတစ်ခုပွင့်ထွားတယ်လို့ပါပဲဒါဟာစစ်မျက်နှာတစ်ခုလုံးကိုတစ်ခေပြေးပြိုကွဲစေနိုင်တဲ့ NDA ရှိနေပြီးယူကရိန်းတပ်တွေအတွက်တော့အိမ်မဆိုးတစ်ခုတစ်ခေဖြစ်လာတာပါ စာပေါ်ရရှာပြီးတခြားဆင်မနာတွေမှာတော့ယူရှာကဒီလိုပဲအသာစီးရနေတာပေါ်ကရပ်စကီဒေတာဘက်မှာလည်းအခြေအနေမကောင်းဘူးလို့ကြားမိတယ်ဟုတ်ပါတယ်ရှင်ပေါ်ကရပ်စကီဒေတာမှာလည်းအခြေအနေကစိုးရင်စရာပါယူရှာတက်တွေကပေါ်ကရပ်စကီမြို့ကိုအဖြစ်အပျက်ထိန်းချုပ်လိုက်နိုင်ပြီးပြီး ီကအနီးကမနာဂရက်မြို့မှာခိုအောင်နေတဲ့ယူကရိန်းစစ်သား2000နီးပါးကိုဝိုင်းရံပိတ်ဆို့ခနိုင်ခဲ့ပါတယ်။ The town is now repositioned to the eastern flank. ဒါဟာယူကရိန်းအတွက်အင်နာအများပြားဆုံးရှုံးနိုင်တဲ့အခြေအနေပါ။ဒါပြင်ဒွန်ဘတ်စတေးရဲ့အကြီးကတန်တန်ချေကံပယ်လိုမှုကွန်ဘက်တောင်းပန်မှုမျိုးဟာလည်းအခုဆိုရင်ယူရှားတပ်တွေရဲ့လုံဝနီးပါးဝိုင်းရံခြင်းကိုခံထားရပြီးမကြခင်မှာကြဆုံးနိုင်တဲ့အနေအထားကိုရောက်နေပါတယ်။ထို့ပန်ဒီလန်ကြောင့်လည်းရောက်။အာလုံးနီးပါးဖြစ်တော့ခံထားရပါပြီ။အင်းမြေပြင်ထိုးစစ်တွေကတလောက်ပြင်းထန်နေချိန်မှာ ယူရှာဘက်ကပိုပြီးမဟာဗျူဟာကြတဲ့ခြေလမ်းတစ်ခုကိုလွတ်လာတာတွေ့ရတယ်။အထူးသဖြင့်သူရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေရင်ဒီနေရာရွှေပြောင်းမှုကတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတယ်။ဒါကဘာကြောင့်ဒီလောက်အရေးကြီးနေတာလဲခင်ဗျာ။ဒါကဒီစစ်ပွဲနဲ့လီချောင်းစစ်ပွဲအခြေအနေကိုလုံးဝပြောင်းပြန်လန်လိုက်နိုင်တဲ့ game changer တစ်ခုလို့တောင်ပြောလို့ရပါတယ်။ယူရှာဟာသူ့လိုရဲ့22 M3 မျိုးစောင်းမဟာဗျူဟာမြောက်ဘုံကျဲလေရင်16စင်ကုန်စိုက်ဘီးရီးယားနဲ့ Arctic Swine တွင်မှာရှိတဲ့အိုလန်ညာလေတဲ့ scan sheet ကိုရွှေ့ပြောင်းလိုက်ပါတယ်။ Okay. လင်းကွင်းတစ်ခုကနေနောက်တစ်ခုကိုလင်းတွေရွှေ့လိုက်တာပဲ။ဘာလို့ဒါက game changer ဖြစ်ရတာလဲ။အဝေးကပစ်တာနဲ့အနီးကပစ်တာအဲ့ဒါဘလောက်များကွာသွားလို့လဲ။မြားရှိကွာသွားပါလေရှင့်။အဓိကအချက်က Ukraine ကိုပစ်ခတ်မဲ့ cross တုံးကြီးတဲ့ရဲ့ပြန်သန်းချင်း flight time ပါပဲ။ပြန်သန်းချင်းဟုတ်ကဲ့ အရင်ကယူရှားအရှိချမ်းကနေပြစ်ခတ်တဲ့အခါဒုံးကျည်တဲ့ယူကရိန်းလေပိုင်နဲ့ချဲကိုရောက်ဖို့မိနစ်40ကနေချုဆက်လောက်အချိန်ရပါတယ်။အဲ့ဒီအချိန်ကယူကရိန်းရဲ့ဂျိုဒင်းတတိပေးစနစ်တွေအတွက်အချက်ပေးဖို့ပြည်သူတွေဘုံခုချင်းနဲ့ဝင်ခွန်းနဲ့လေကြောင်းရန်ကာကွယ်တပ်တွေပြစ်ဆင်ဖို့အချိန်အလွန်အလောက်ရပါတယ်။ဒါဆိုအခုအိုလန်းညာလေတက်စခန်းကနေပြည်ရင်ရောပြန်တန်းချင်းကဘယ်လောက်ဖြစ်သွားမလဲ။အဲ့ဒါကကြောက်စရာကောင်းတဲ့အပိုင်းပဲရှင်။ပြန်တန်းချင်းဟာ10မိနစ်ကနေမိနစ်20အတွင်းပဲရှိတော့မှာပါ။ပါ တနာရီနီပါအချိန်ရနေရကနေ10မိနစ်လောက်ပဲအချိန်ရလို့မယ်ဆိုတဲ့သဘောပါ10မိနစ်ပဲလားခဏဒါဆိုရင်တော့ဒေါ်လာဘီလီယံနဲ့ချီတန်ဘူးရှိတဲ့ Patriot တို့ S300 တို့လို့အနောက်နိုင်တယ်လို့အဆက်မဲ့လေချောင်းရန်ကားခွေးရေးစနစ်တည်တော်မှဘာမှလွတ်ချင်ရတော့မှမဟုတ်ဘူးပေါ့ဟုတ်ပါတယ်ဒုံးကြီးလာနေတာကိုထောက်လန်းဖြစ်မကိုအတီးပြုတ်ပြီးကြားဖြတ်ဖြစ်ချဖို့10မိနစ်ဆိုလာမဖြစ်နိုင်တော့ပဲမဟုတ်လားတိတိကျကျပါပဲ ယူရှားကလေတပ်စခန်းတစ်ခုကို နေရရွှေ့လိုက်ုံနဲ့ယူကရိန်းရဲ့အဖိုးတန်ဆုံးလေကြောင်းရန်ကောက်ွယ်ရေးစနစ်တွေကိုတန်တုံးတွေလိုအတုံးမဝင်လို့အောင်လုလိုက်နိုင်တဲ့အခြေအနေမျိုးပါပဲ။ဒါဟာယူကရိန်းရဲ့လေကြောင်းရန်ကောက်ွယ်ရေးကွန်ရက်တစ်ခုလုံးကိုအကြီးကျယ်ဖိအားပေးလိုက်တာဖြစ်ပြီးယူရှားကသူတို့ရဲ့ဝင်ဟင်ဆိုးမမှုကိုပိုပြီးခိုင်မာအောင်လုလိုက်တာပါ။တကယ်ကိုထက်မြက်ပြီးရက်ဆက်တဲ့စီရေပြူဟာတခုပါကြာတောင်အသက်ရှူချက်တယ်ဆိုတော့တပတ်မှအမေရိကန်ကလက်တွဲဖြုတ်ဖို့လုပ်နေပြီ တန်တမန်ရရလဲလမ်းဆုံးနေတယ်။နောက်တစ်ဖက်မှာယူရှားကစစ်မေပြင်မှာရောဝင်းဟင်မှာပါအပြင်းအထန်ထိုးစစ်ဆင်နေတယ်။ဟုတ်ပါလေ။ဒီစင်ရားလုံးကိုဥရောပကဘေးကနေထိုင်ကြည့်ပြီးသူတို့ရဲ့အနာဂတ်တွေအလွန်အေးဆက်တဲ့အတွက်ချက်မှုတွေလုပ်နေမှာတေးကြတယ်။နော်။နော်ဝေကကျွမ်းကျင်သူတွေလှုပ်ထားတဲ့လေလာမှုစစ်တမ်းချက်ခုကဒီအကြောင်းကိုမိမုံထိုးပြနေတယ်နော်။ဟုတ်ပါရဲ့ရှင်။ဒီစစ်တမ်းကအလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။သူတို့ကဖြစ်နိုင်ခြေရွှဲတဲ့အနာဂတ်ခြေနေနှစ်ခုကို ငွေဖြည့်ကုန်ကြစေရှူထောင်ကနေနိုင်ရှင်ထားတာပါအခြေအနေနှစ်ခုဟုတ်ကဲ့ပထမဇလန်းကယူရှားတပိုင်းတစအနိုင်ရထားတဲ့အခြေအနေဒုတိယဇလန်းကယူကရိန်းတပိုင်းတစအနိုင်ရတဲ့အခြေအနေပါဒီလေလာမှုမှာအမေရိကန်ရဲ့အကူအညီတွေရပ်တန့်သွားမယ်ဆိုတဲ့အချက်ကိုပါထဲ့တွင်းစဉ်းစားထားတဲ့အတွက်လက်တွေ့နဲ့ပိုပြီးနှီးဆက်ပါတယ်ကောင်းပြီလေဒါဆိုပထမဇလန်းကိုကြည့်အောင်ယူရှားတာဒီစစ်ပွဲကိုအနိုင်ရသွားခဲ့ရင် ဥရောပတော့ဘလောက်ထိ ကုန်ကြစေကြီးမားသွားနိုင်မလဲကုန်ကြစေကတကယ်ကိုနခတ်တဗေဒဆိုင်ရကင်းကနန်းနေပါပဲစစ်တမ်းရလာမေ၄နှစ်အတွင်းမှာဥရောပဟာဒေါ်လာ၁.၄ထရီလီယံကနေ၁.၈လေးထရီလီယံအထိကုန်ကြနိုင်တယ်လို့ခန့်မှန်းထားတာပါ၁.၈ထရီလီယံအမလေးဒီလောက်များရပိတ်ဆံတွေကဘယ်နေရာတွေမှာတုံးဖို့ဖြစ်လာမှာလဲခင်ဗျဟုတ်ပါတယ် ဒုတိယနဲ့ပိုကြီးမားတဲ့ကုန်ကျစရိတ်ကတော့ရုရှားရဲ့ချင်းချုံမှုကိုတည့်ရရင်ဆိုင်ရမယ့်ဥရောပရှေ့ချနိုင်ငံတွေဖြစ်တဲ့ပိုလန်နဲ့ဘောလစ်နိုင်ငံတွေမှာစစ်အင်အားကြီးကျယ်ပြန့်လဲတိုးမြင့်ရမယ့်ကုန်ကျစရိတ်တွေပါ။အော်ဆိုတော့ဒါကစစ်အခက်ကလာတန်ကယ်လန်ကအတတကူကိုဥရောပကသူ့ပိတ်ဆံတဲ့သူပြန်ဆောင်ဝန်တလို့ပဲပေါ့။အတိကျပါပဲ။ဒါဆိုဒီစစ်တမ်းကပြောနေတာကရုရှားကိုအနိုင်ပေးလိုက်တာဟာတကယ်တော့ဥရောပအထက်ရေရှည်မှာငွေကုန်ချေချအများဆုံးဖြစ်စေမယ့်လမ်းကြောင်းပဲပေါ့။ဟုတ်ပါတယ်။ ဒါဆိုရင်ယူကရိန်းအနိုင်ရတဲ့ဒုတိယဇက်လမ်းမှာတော့ကုန်ကျစရိတ်ကဘလောက်ကွာသွားမလဲတိတိတတာကိုကွာသွားပါတယ်ယူကရိန်းအနိုင်ရတဲ့ဇက်လမ်းမှာတော့ကုန်ကျစရိတ်ကဒေါ်လာ960ဘီလီယံလောက်ပဲရှိမယ်လို့ခန့်မှန်းထားတာပါတထရီလီယံမပြည့်တော့ဘူးပေါ့အဲ့ဒါကတော့ဥရောပဟာထိမ့်သိမ်းထားတဲ့ယူရှားရဲ့ပိုင်ဆိုင်မှုဒေါ်လာဘီလီယံ300နီးပါးကိုယူကရိန်းပြန်လည်ထူထောင်ရေးကြအထုံးပြုနိုင်ခြင်းရှိတယ်ဆိုတဲ့အချက်ပါပဲအာဟုတ်တာပဲ ဲ့ဒီလိုသာလုံနိုင်ခဲ့ရင်ဥရောပရဲ့တကယ်ကုန်ကျစရိတ်ကပိုပြီးတော့နည်းသွားနိုင်ပါသေးတယ်။ဒါဆိုစီးပွားရေးအတွက်ကြည့်ရင်ယူကရိန်းကိုဆက်ပြီးအာကုန်တုံးပြီးကုညီတာကယူရှားကိုအနိုင်ပေးလိုက်တာတဲ့ငွေကုန်ချေချအများကြီးတက်တာလေဆိုတော့အဖြေထွက်နေရပါတော့။ဒါကြောင့်ဥရောပကောင်းဆောင်တွေကစီးပွားရေးအရာရော လုံခြုံရေးအရာပါယူကရိန်းကိုဆက်လက်ပံ့ပိုးဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိဘူးဆိုတာကိုဒီလိုတွက်ချက်မှုတွေကပြနေတာပေါ့နော်ဟုတ်ပါတယ်တွက်ချက်မှုတွေအပြင် ဥယောပကယူရှာအဖောင်ရေရှိမှာလုံးဝလမ်းခွဲတော့မယ်မူဝါဒတခုကိုလေခိုင်ခိုင်မာမာချမှတ်လိုက်တာတွေ့ရတယ်။ဟုတ်ပါတယ်ရှင်။အဲ့လာကတော့စွန့်အင်မူဝါဒပါ။ဥယောပတမကဟာ2026ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကစပြီးယူရှာစီကရုပ်ကျွင်းလောင်ဆန်းအားလုံးအားလုံးနော်။ဟုတ်ကဲ့။ဆိုလိုတာကရေနံတဘာဝတငွေ LNG အကုန်လုံးကိုဝယ်ယူဖို့စာချုပ်တစ်တွေချုပ်ဆိုခွင့်ကိုတရားဝင်ပိတ်ပင်တဲ့ဥပဒေတစ်ခုကိုအတည်ပြုလိုက်ပါပြီ ဒါကတာမန်ပိတ်ဆိုအယူမတခုမဟုတ်ဘူးပေါ့ဥပဒေရအတီးပြုတ်လိုက်တယ်ဆိုတော့နောက်ပိုင်းမှာနိုင်နိုင်ရဲ့ခြေအနေပြောင်းသွားရင်တော့ပြန်ပြင်လို့မရတဲ့ဆုံးဖြတ်ချက်မျိုးလားအတီးရကြပါပဲဒါဟာဥပဒေရအတီးပြုတ်ထားပြီးနောက်ပြန်လျက်လို့မရတဲ့ဆုံးဖြတ်ချက်တခုပါယူရှာဘောစွိုင်းမိခုမှုကိုအပီးတိုင်ဖြတ်တော့ရောနဲ့ဥယောပရဲ့ခိုင်မာတဲ့တန်နှချံကိုပြတ်တက်လိုက်တာပဲဟွန်းစစ်ပွဲရဲ့ရလတ်ဘလိုပဲချီဖစ်ဥယောပါဟာယူရှာမပါတဲ့စွိုင်းအနာဂတ်တခုကိုတိဆောက်ဖို့ဆုံးဖြတ်ပြီးသွားပြီဆိုတဲ့သဘောပါ ဒါဟာရွှေရှားအပ်တဲ့ရေရှည်မှာအကြီးမားဆုံးရှိပွားရေးထိုးနှက်ချက်ဖြစ်လာမှာသိကြပါဗျ။ကောင်းပါပြီ။ဒီနေ့ဆွေးနွေးခဲ့တာဒီကိုပြန်ပြီးခြုံငုံကြည့်အောင်ခင်ဗျာ။ကျွန်တော်တို့တွေ့ခဲ့ရတာက အလွာသုံးလွာမှာ အဖြစ်ပြက်တွေကတစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်လာရတဲ့အတိုင်းသွားနေကြတယ်။ဟုတ်ပါတယ်။မော်စကိုကတန်တမာကြီးကဆွေးနွေးပွဲတွေဟာစစ်မီဗျန်က ရက်စက်ကြမ်းတမ်းတဲ့လက်တွေ့အရှိတရားနဲ့လုံးဝအဆက်ပြတ်နေတယ်။ တချိန်တည်းမှာပဲယူရှာကစစ်ရေးအရာအရှိန်အဟုန်နဲ့အသားစီရယူဖို့စ조사နေပြီးယူကရိန်းရဲ့အဖို့တန်လေကြောင်းရန်ကွက်ရေးစနစ်တီကိုအကျက်အတဲဖြစ်အောင်ဖန်တီးနေတယ်။ဟုတ်ပါတယ်။အဲ့ဒီနောက်ွယ်မှာတော့ဥရောပကဒီစစ်ပွဲရဲ့ဖြစ်နိုင်ခြေရှိတဲ့ရလက်နှစ်ခုလုံးအတွက်ကြီးမားတဲ့ကုန်ကြဆေးတွေကိုချင်းဝင်ညာညီနီရပြီးတဖက်မှာလည်းယူရဲရှာနဲ့အပိတိုင်းလမ်းခွဲမဲ့စွန့်ရင်အနာဂတ်ကိုတိဆောက်နေလေ အရာအလုံးဟာအလုံးရှုပ်ထွေးပြီးတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့အကြက်အသေးတစ်ခုပါပဲရှင်။ဒါဆိုရင်တော့ကျွန်တော်ရဲ့နားချောင်တူတွေအတွက်စဉ်းစားစရာမေးခွန်းတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။မော်စကိုကဆွေနွေးပွဲတွေဟာတိကျတဲ့လက်လက်မထွက်ခဲ့ပေမဲ့အမေရိကန်ရဲ့မူဝါဒအပြောင်းလဲကိုတော့ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပြီးပြီ။ဟုတ်ကဲ့။ယူရှာကသူ့ရဲ့ဘုံကျဲလီရဲ့နေကိုအများဆုံးတိုက်ခိုက်နိုင်တဲ့နေရာမှာနေရာချနေပြီ။ဥရောပကယူရှာဆွမ်းရင်မပတဲ့အနာဂတ်အတွက်ပြင်ဆင်နေချိန်မှာအဓိကမေးခွန်းက ဒီစစ်ဖွဲဘလိုပြီးဆုံးလဲဆိုတာထက်ဖြစ်ပေါ်လာမယ့်ညီချင်းရေးကိုစာဝဲဝိုင်ဘော်ကတန်တမန်တွေကဆုံးဖြတ်မှာလားဒါမှမဟုတ်စစ်မြေပြင်ဘော်ကစစ်ဗိုလ်ချုပ်တွေကအဆုံးဖြတ်ပေးမှာလားอืมပြီးတော့အဲ့ဒီညီချင်းရေးဝဲယူကရိန်းရဲ့ကဟာဘလောက်တန်ဖိုးရှိတဲ့စတေမှုတွေနဲ့ရင်းနှီးပြဆိုင်ရမလဲဆိုတာပါပဲဒီစီဇန်ကိုကြီးစုနာဆင်ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်းစိတ်အီချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါ MM Tenka YouTube channel ရဲ့အမေမတို့ကွဲပြားမှုများအစီအစဉ်ကနေပြလဲကြိုဆိုလိုက်ပါတယ်။ဒီနေ့ဒီဇင်ဘာလ4ရက်2025ခုနှစ်အတွက်နောက်ဆုံးရကဘာစစ်ရေးသွင်းတက်ချစ်တီတဲကအရေးကြီးဆုံးအကြောင်းအရာတစ်ခုကိုကျွန်တော်တို့ဆွေးနွေးတော့မှာပါ။အဲ့ဒါကတော့ Ukraine စစ်ပွဲကိုအဆုံးသတ်ရေးနဲ့ပတ်သက်ပြီးအနောက်အောက်စုအတွင်းမှာဖြစ်ပေါ်နေတဲ့အဓိကမဟာဗျူဟာကွဲလွန်မှုကြီးတစ်ခုပါပဲ။ တဖက်မှာအမေရိကန်ပြည်ထောင်စုကစစ်မေပင်ရဲ့လက်တွေ့အခြေအနေကိုကြည့်ပြီးတန်တမာကြီးရဲ့ညီနိုင်မှုတွေကိုတောင်းအားပေးနေချိန်မှာအခြားတဖက်မှာတော့ဥရောပနိုင်ငံအများစုကယူရှားကိုစစ်ရေးရာအပိတက်အနိုင်ယူမှရေရှည်ညှဉ်းချမ်းရေးရမယ်ဆိုပြီးယက်တည်နေပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီနေ့ရဲ့အဓိကမေးခွန်းကတော့ရှင်းရှင်းလေးပါပဲအမေရိကန်ရဲ့ညှဉ်းချမ်းရေးဆွေးနွေးမှုလမ်းကြောင်းကယူကရိန်းကိုကဲတင်မဲ့လက်တွေ့အကြမ်းဆုံးချင်းကမူလားဒါမှမဟုတ်ယူရှားရဲ့ကြည့်ကြော်မှုကိုအလျှော့ပေးလိုက်ရော့ရာရောက်ပြီး ရေရှည်မှာပိုကြီးမားတဲ့အန်ဒရယ်ကိုဖိတ်ခေါ်နေတယ်လို့ဖြစ်နေမလားဆိုတာပါပဲ။อืมအဲ့ဒီမေကွန်တော်ချင်းတဲ့ဘက်ကတော့လက်ရှိစစ်ရေးအခြေအနေအရတန်တမန်ရေးရာဆွေးနွေးမှုကသာယူကရိန်းအတွက်ဆုံးရှုံးမှုတွေကိုရှော့ချနိုင်မဲ့တခုတည်းသောလက်တွေ့ကျတဲ့လမ်းကြောင်းဖြစ်တယ်လို့ယုံကြည်တဲ့ဘက်ကနေဆွေးနွေးတော့ပါမယ်။ ကျမကတော့ဒီမြင်ကိုသဘောမတူပါဘူးအမေရိကန်ရဲ့ညင်ကြိုင်းရေးကြိုးပမ်းမှုဟာအရင်ဆလိုလွတ်လွန်းပြီးမဟာဗျူဟာမျိုးအမျိုးအမြင်နဲ့တဲ့ကျူကျော်တကိုဆူချသလိုဖြစ်နေပြီးရေရှည်မှာဥလူပဒိုက်တစ်ခုလုံးတပိုးပြီးအကုန်ကျများပိုးပြီးအန်ဒရများတဲ့အခြေအနေကိုဖန်တီးပေးနေတယ်ဆိုတဲ့ဘက်ကနေဆွေးနွေးသွားမှာဖြစ်ပါတယ်။ကောင်းပါပြီ။ဒါဆိုကျွန်တော်ရက်တိချဲရဲ့အခြေခံအကြောင်းရင်းကိုအရင်ဆုံးရှင်းပြခွင့်ပြုပါ။အခုယူကရိန်းစစ်မြေပြင်ရဲ့အခြေအနေကစာရွက်ပေါ်ကစစ်ပွဲမဟုတ်တော့ဘူးလေ။တကယ်တမ်းကျတော့အရန်ကိုဆိုရင်စရာကောင်းတဲ့အနေထားပါ။ တောင်ပိုင်းမှာဆိုရင်ယူအာရှတ်တ်တေကဇာပိုရီရှတ်ဒေတာကအချက်အချက်ကြတယ်စတက်နိုဟော့မျိုးကိုအပြေဝထင်းချုပ်လိုက်နိုင်ပြီဒါကအမ်ဒါကယူကရိန်းပထမဆုံးကာကွယ်လိုင်းကြီးတစ်ခုလို့ပြောကြတော့တာ ਨੇ အတူတူပါပဲအရှေ့ဘက်ကိုကြည့်ပြန်တော့လေပိုခရိုခရော့စ်နဲ့ဆီဗတ်စကီမျိုးတို့ကတဖီဖီနဲ့ဝိုင်းရိုက်ပြီးဆိုနေပြီဒီလိုအချိန်မှာစက်တိုက်ပါအနိုင်တိုက်ပါလို့အားပေးနေတာဟာယူကရိန်းပြည်သူတွေနဲ့တပ်ဖွဲ့ဝင်တွေကိုပူပြီးဆုံးရှုံးအောင်အတွင်းပို့နေရတယ်ပါမမထူးပါဘူးပိုဆိုးတာက ိုင်ငံတကာထောက်ပံ့မှုရဲ့အနာဂတ်ပေါ့အမေရိကန်သမ္မတထရမ့်ကိုရိုင်ကအမေရိကန်ဟာယူကရိန်းစစ်ပွဲမှာငွေတွေဒီလောက်အများကြီး73ရောမှမဟုတ်ဘူးဆိုပြီးအရေးကြီးမြတ်ပြောထားပြီးသားဆိုတော့အနာဂတ်မှာရှေ့ရထောက်ပံ့မှုတွေရပ်တန့်နိုင်ခြေကိုမျက်ခွေပြုလို့မရဘူးလေဒါကြောင့်အမေရိကန်ရဲ့တနင်္ဂနွေရညီနိုင်မှုမှာ အားနည်းချက်တွေရှိကောင်ရှိမယ်ဒါပေမဲ့စစ်ရလူမပြူလဲသွားတာထက်ဆိုင်ရင်ညီနိုင်မှုကနေစစ်ချင်းတွေကိုထိန်းသိမ်းနိုင်တာကအများကြီးပိုကောင်းတဲ့ရွေးချယ်မှုလို့ကျွန်တော်မြင်ပါတယ် ခင်ဗျတွင်ပြတဲ့စစ်မီပြင်အခက်အခဲတွေနဲ့နိုင်ငံရေးခရီးတွေကိုကျွန်မနားလဲပါတယ်ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီအခက်အခဲတွေကိုဘလို့တုံးပြန်မလဲဆိုတဲ့နေရာမှာပဲကျွန်မလိုလုံးမကွဲလွဲသွားတာပါဒီလိုဖိအားတွေရှိနေလို့အ short ပြီးလိုက်ရမယ်ဆိုတဲ့ချင်းကမှုကယူကရိန်းရဲ့ကျူးကျော်စစ်ကိုတရားဝင်အတိမတ်ပြလိုက်တာပဲပေါ့ ဒါရေတော်မှာသွေးဆက်တိုင်အောင်မှုနဲသွားနိုင်ပေမဲ့ရေရှည်မှာပိုကြီးတဲ့စစ်ကွဲကိုမွေးပြေးလိုက်တာနဲ့အတူတူပါပဲ။နော်ဝေနိုင်ငံကကောက်ွယ်ရေးဆိုင်ရာကြံကျင်သူတွေလေ့လာမှုတစ်ခုမှရှင်းရှင်းလင်းလင်းတွက်ပြထားတယ်လေ။ယူကရိန်းကိုအနိုင်အောင်လက်နက်အပြည့်အစုံထောက်ပံ့ရင်ဥရောပအတွက်ကုန်ကျစရိတ်ကဒေါ်လာ962ဘီလီယံလောက်ရှိနိုင်တယ်။ဒါပေမဲ့ယူကရိန်းကိုအောင်ပွဲခံခွင့်ပေးလိုက်ရင်တော့ပါဖြစ်မယ်လေ။ နောက်ဆက်တွဲဖြစ်လာမဲ့ဒုက္ခသည်ပြဒနာတွေဥရောပနိုင်ငံတွေအလုံးစိတ်အင်ဟာပြန်တိုးချဲ့ရမယ်ကုန်ကြစေရိတ်တွေနောက်ယူကရိန်းရဲ့နောက်ထပ်ကျူးကျော်မှုကိုအမြဲတမ်းစိုးရိမ်နေရမယ်လုံခြုံရေးချင်းချောက်မှုတွေအတွက်ဒေါ်လာတက်လုံးရဲ့ချစ် trillion ထရီလီယံနော်ဘီလီယံမဟုတ်ဘူးအဲ့ဒီလောက်အထိကုန်ကျနိုင်တယ်လို့ခန့်မှန်းထားရတယ်ဆိုတော့ရေတို့ကုန်ကျစရိတ်ကိုကြည့်ပြီးရေရှင်မှာနှစ်ဆကုန်ကျမဲ့ဝန်ထုပ်ဝန်ပိုးကိုလက်ခံမလာဒါကြောင့်ဥရောပရဲ့မဟာဗျူဟာကမှပုံမှန်တယ်လို့ကျွန်မမြင်တယ်ယူရှာဆွမ်းအင်ကို2026မှာ လုံဝဖြတ်မယ်ယူကရိန်းကို အပြည့်ဝထောက်ပတ်မယ်ဒါကမှခိုင်မာနဲ့ယက်တီချက်ပေါ့အမေရိကန်ရဲ့အစီအစဉ်ကိုဥရောပနဲ့အမေရိကန်တန်တမန်ဟောင်းတွေက အပြိုရန်လို့ရတ်တို့တက်စာဖောက်မှုတို့မဟာဗျူဟာမြတ်ရှုံနိမှုတို့ ဝိုင်းဝေးဖန်နေတာကဒီလမ်းကြောင်းမှားနေတယ်ဆိုတာကိုတက်တိပြနေတာပဲလေ။ Okay ခမရကိုကတဲ့နော်ဝေးရဲ့လက်လာမှုကိုကျွန်တော်တို့နောက်ပိုင်းမှာသိစိတ်ထပ်ဆွေးနွေးကြတာပေါ့။အခုလောလောဆယ်စစ်မြေပင်းရဲ့လက်သွေးရှိတရားကိုပဲပြန်သွားကြည့်အောင်။ဒီနေ့မှကျွန်တော်တို့နေတော်ရဲ့အဒီပဲဖွင့်ဆိုပုံလုံးဝကွဲနေတယ်။မကြသေးခင်ကဖြစ်သွားတဲ့ကိစ္စတစ်ခုကိုကြည့်ပါလား။ယူရှာကသူ့ရဲ့ဟို T22M3 view ဟာမြောက်ဘုံကျဲလေးရင်16စင်းကိုအာတစ်ဒီတာအနီကအော်လင်ယာလေဒါစကန်ကိုရွှေ့လိုက်တယ်။ ဒါကဘာကိုပြသလဲဆိုတော့ယူကရိန်းရဲ့ဒုံးကြီးတတိပေးချင်းဟာအရင်က နာလီဝဲချိုလောက်ရရကနေအခု7မိနစ်7မိနစ်ပဲရတော့တယ်ဆိုလိုတာကယူရှားဟာစီရဲရအသားစီရဖို့နီးဖြူရပြောင်းလိုက်တာပဲဒုံးကြီးဒီပေးချီမွဲသွားတာရဲ့အဓိပ္ပာယ်ကယူကရိန်းရဲ့မျိုးကြီးတွေဟာအချိန်မရွေးအတိုက်ခိုက်ခံရနိုင်တယ်ဆိုတဲ့စိတ်ပိုင်းဆိုင်ရာဖိအားကိုပါတိုးထေတာပါပက်ထရီယောက်လို့အစင်းမြင့်လေချောင်းရံကာကွယ်စစ်တပ်တွေကလည်းရေတွေကန့်ဆက်နေပဲရှိတယ်လေဒီလိုအခြေအနေမှာစစ်ဆက်တိုက်ဖို့တိုက်တော့နေတာဟာ ယူကရိန်းကိုပို့ပြီးအဆုံးရှုံးများအောင်ဒါပဲဆွေးနွေးပွဲစားပွဲကိုရောက်အောင်တွားတာကမှအသက်ပေါင်းများစွာကိုကယ်တင်နိုင်မှာပါအဲ့မှာကျမနဲ့နဲ့တဘိုးကိုကြည့်နေခမရပြောတဲ့စစ်ရေးအခက်ခဲကဆွေးနွေးပွဲတွားဖို့အကြောင်းပြချက်မဟုတ်ဘူးယူကရိန်းကိုပိုကောင်းတဲ့ပိုအစွမ်းထက်တဲ့လက်နက်တွေထောက်ပံ့ဖို့လိုအပ်ကြောင်းမိမုံထုတ်ပြနေတာပါရုရှားကဘုံကျိန်လေးရင်ဒီရွှေ့ပြီးဖိအားပေးတယ် အဲ့ဒီဖျားပေးမှုကြောင့်အလွတ်ပေးလိုက်ရင်နောက်တစ်ခါသူတို့လိုချင်တာရှိတိုင်းဒီလိုပဲဖျားပေးတော့မှာပဲလေဒါချွတ်ချွတ်သူရဲ့နှီးပြဟာကိုအောင်မြင်သွားစေတာပဲဒီဖျားတဲ့ကြားတဲ့ကပဲလိုင်းမန်ဒီတမယူကရိန်းရဲ့ Azov တပ်မဟာက Novo Selivka ရွာကိုရွရွချွန်ချွန်ပြန်လဲတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာကိုကြည့်သူတို့မှတိုက်ခိုက်လို့စိတ်ရှိနေတော့ပဲအရှုံးပေးဖို့ချိန်မတန်သေးဘူးအဓိကကဥရောပရဲ့ထောက်ပတ်မှုကိုအရှိန်မြှောက်ဖို့ပဲလိုတယ် ခမပြောလို့ယူကရိန်းတပ်တီပြိုလဲတော့မယ်ဆိုရင်ဒီလိုတံပြန်တိုက်ခိုက်မှုတွေလုံနိုင်အောင်မဟုတ်ဘူးလေစစ်မြေပြင်တစ်ခုလုံးရဲ့ပုံစံကိုကြည့်ရမှာလေယူကရိန်းကဒီနေရာမှာအောင်ပွဲရချိန်မှာယူရှားကတခြားနေရာဒုံးခုမှာနိုင်ပြည်ထက်တိုင်းနေတာမျိုးဖြစ်နေတယ်ဒါဟာရေရှင်းမှထိန်းထားနိုင်တဲ့အခြေအနေမဟုတ်ဘူးပြီးတော့ခမပြောတဲ့ဥရောပရဲ့ထောက်ပံ့မှုဆိုတာကလည်းအမေရိကန်ရဲ့ဥဆောင်မှုမပါပဲဘလောက်ထိခီးရောက်ပါလဲအထူးသဖြင့်ဥရောပကလည်းအမေရိကန်ရဲ့ရည်ရွယ်ချက်ကိုတန်တရားဝင်နေချိန်မှာလည်း ဒီအချက်ကကျွန်တော်ရဲ့ဒုတိယအငင်းပွားဝယ်အချက်ကိုရောက်သွားစေတယ်။အမေရိကန်ရဲ့ရွေးချက်ပို့။อืมအဲ့ဒီချက်ကအရန်ရေးကြည့်ရဲ။အမေရိကန်ရွေးရဲ့ချက်ကရှစ်လက်မှုမရှိဘူး။သူရဲ့မူလ28ချက်ပါအစီအစဉ်ကိုဥရောပနဲ့ယူကရိန်းဘက်ကဘာလို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ရလဲဆိုတော့ဘာလဲဆိုတော့ရုရှားဘက်ကလိုလာထပ်ပို့ပြီးညှိမိလို့ပဲဒီစပွဲရဲ့အယူဆက်ကို တဲ့ရဲ့အခမ်းအဆုံးထိတဲ့ဥရောပကပဲဦးဆောင်တင်တယ်ဆိုတော့ဥရောပပါလီမန်အမတ်ကြီးရဲ့စိုးရိမ်မှုကလုံးဝမှန်ကန်ပါယ်အထင်ရှားဆုံးတတိကကအမေရိကန်ထူတန်တမန်စတီဗ်ဝစ်ခေါဖီရဲ့ခရီးစဉ်ပဲသူတမဒပူတင်နဲ့9နာရီကြာတွေ့ဆုံအပြီးမှာမူလစီစဉ်ထားတဲ့ယူကရိန်းတမဒဇလန်စကီနဲ့တွေ့ဆုံမဲ့အစီအစဉ်ကိုဖျက်တင်ပြီးမော်စကိုကနေအမေရိကန်ကိုတန်းပြန်သွားတယ်ဒါကဘလို့တလင်းစကားပါလိုက်တာလဲအမေရိကန်ရဲ့ဦးစားပေးကယူကရိန်းမဟုတ်ဘူးရုရှားနဲ့အပေးယူလို့ဖို့ပဲဆိုတာရှင်းရှင်းလင်းလင်းပြလိုက်တာပဲ။ ဒီလိုလုံးရမျိုးကြောင့်ဥရောပကဘလို့ယုံကြည်ကြမှုမျိုးရှိနိုင်တော့မလဲခမပြောတာကတဖက်တဲကိုပဲကြည်နေတယ်လို့ဖြစ်နေတယ်အဲ့ဒီအဖြစ်ပြက်ကို bad optics လို့ပြောလို့ရတယ်တန်တမန်ရရာ အမင်မလာဘူးဆိုတာကျွန်တော်လက်ခံတယ်ဒါပေမဲ့သူ့ရဲ့နောက်ွယ်ကမဟာဗျူဟာကိုလည်းစဉ်းစားရမယ်လေအမေရိကန်ကဒီအဆုံးမရှိတဲ့စစ်ပွဲကိုရပ်တန့်ချင်နေပြီဒီစစ်ပွဲကြောင့်အနောက်တိုင်းရဲ့လက်နက်တိုက်တွေလည်းကုန်တလို့ဖြစ်နေပြီစစ်ပွဲရာလည်းထိခိုက်မှုတွေများနေပြီဒီတော့သူတို့ကလက်တွေ့ကျတဲ့အဖြစ်တစ်ခုကိုအတင်းကျပ်ချနေလား မင်းတို့နံပါတ်လုံးဒီတက်ပုံမတက်နိုင်တော့ဘူးစားပွဲဝိုင်းမှာလာထိုင်ကြတော့ဆိုတဲ့သတင်းစကားကိုပေးကျင်တာဖြစ်နိုင်တယ်ဇလန်စကီနဲ့တွေ့ဆုံမှုကိုဖျက်လိုက်တာဟာမတော်ရုရှားနဲ့တကယ်လေးနဲ့ထားပြီးဆွေးနွေးနေပြီးမင်းတို့ဘက်ကလည်းလိုက်လျော့ဖို့ပြင်ထားတော့ဆိုတဲ့ဖျားပေးမှုတစ်ခုလည်းဖြစ်နိုင်တယ်လေဒါဟာရက်ဆက်တယ်လို့ထင်ရပေမဲ့ရှစ်ပွဲကိုအဆုံးတက်ဖို့ကြိုးစားနေတာပါအဲ့ဒါကိုလက်တွေ့ကြတယ်လို့ခေါ်လို့မရဘူးအဲ့ဒါအနိုင်ကျင့်တာယူကရိန်းကိုသူတို့ရဲ့အချိုးချအာဏာကိုစွန့်လွတ်ဖို့ဖျားပေးတာပဲပြီးတော့ ီလိုလို့ရက်ကရေရှည်မှာဘလို့အကျိုးဆက်တီဖြစ်လာမလဲဒီနေ့ယူကရိန်းကိုဒီလိုလို့ခွင်းပေးလိုက်ရင် နောက်နေ့မှာတရုတ်ကထိုင်ဝမ်ကိုအဲ့ဒီလိုပဲလုပ်မှာပဲစစ်မထစ်ချင်းရင်ငါတို့လိုချင်တာပေးဆိုတဲ့မူဝါဒကိုကဘာမှာအပြေးအမြောက်လွတ်ပေးလိုက်တယ်လို့ဖြစ်သွားမယ်ဒါဟာယူကရိန်းတခုတည်းရဲ့ပြဿနာမဟုတ်တော့ဘူး။ကမ္ဘာလုံးကျုံရဲ့စစ်တခုလုံးရဲ့ပြဿနာဖြစ်သွားပြီ။ဒါကြောင့်ဥရောပကဒီလောက်အထိတင်းမာနေတာ အခုခမည်းပြောတဲ့ရေရှည်ကုန်ကြစေကိုပြန်သွားရအောင်ကျွန်မဆွဆွပြောခဲ့တဲ့နော်ဘီရဲ့လေလာမှုကဒီအချက်ကိုပဲထောက်ပြနေတာကောင်းပြီလေအဲ့ဒီလေလာမှုကိုထပ်ဆွေနှွေးကြတာပေါ့ကျွန်တော်မြင်တာကတော့အဲ့ဒီလေလာမှုကလေခမ်းမန်းချက်တွေအများကြီးပေါ်မှာခြေခံထားတယ်ယူရှားကစစ်ပွဲပြီးရင်ချက်ချင်းပြန်ပြီးအင်အားမွေးမယ်နောက်၄-၅နှစ်တွင်နေတိုကို တိုက်နိုင်မယ်အင်အားထစ်လာမယ်ဆိုတဲ့ခမ်းမန်းချက်တွေပေါ်မှာပေါ့ဒါပေမဲ့ တကယ်လို့စစ်ပွဲရဆဲရေးပဘောတူနွေချက်မှာခိုင်မာတဲ့လုံခြုံရေးအာမခံချက်တွေဥပမာယူကရိန်းကိုနေတိုးဖွဲ့ဝင်မဟုတ်တော့အနောက်နိုင်ငံတွေကတိုက်ရိုက်ကာကွယ်ပေးမယ်ဆိုတဲ့အာမခံချက်မျိုးတွေနေဆက်မှာစစ်မဲ့ဇုံးတွေထားတာမျိုးတွေပါခဲ့ရင်ရောအဲ့ဒီကုံကြစေကအဲ့လောက်မင်းနေဦးမှာလားအဲ့ဒီလီလာမိုးကဖြစ်နိုင်ခြေအရှိဆုံးငင်းချမ်းကြီးပုံစံကိုမစင်စားပဲနဲ့အစိုးဆုံးအခြေအနေကိုပဲတွတ်ထားသလိုဖြစ်နေတယ်ပြီးတော့အဲ့ဒါတွေကအနာဂတ်အတွက်ခမန်းချက်တည်လေး အခုလက်ရှိစစ်ပွဲဆက်ဖြစ်နေခြင်းရဲ့ကုန်ကျစရိတ်ကတကက်လက်တွေ့ပဲနေရှင်တည်ဆုံးနေတဲ့လူအတက်တီအိုရိုပါတခွေမှာဖြစ်နေတဲ့စီးပွားရေးထိခိုက်မှုတွေဒါတွေကိုချက်ချင်းရပ်တန့်နိုင်ခြင်းရဲ့တန်ဖိုးကိုရှော့မတွက်တင်မှုလို့ကျွန်တော်ထင်လဲခင်ဗျားပြောတဲ့ခိုင်မာတဲ့ယုံကြုံရေးအာမခံချက်ဆိုတာကိုပူတင်ကလေးစားလိုက်နိုင်မယ်လို့ဘယ်လိုယုံကြည်မလဲသူကသူ့လက်မှတ်ထိုးခဲ့တဲ့သဘောတူညီချက်တိုင်းကိုချိုးဖောက်ခဲ့တဲ့သူလေဘူဒါပက်စ်မီမိုရန်ဒမ်ကိုလည်းသူပဲချိုးဖောက်ခဲ့တာ မစ်သဘောတူညီချက်တွေကိုလည်းသူပဲအတုံးချင်းပြီးစစ်အင်အားပြန်စုခဲ့တာသူကဘလို့ယုံကြည်ပြီးစာချုပ်ချုပ်မလဲဂျာမန်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်ကတတိပေးထားတယ်ရုရှားကိုဒီစစ်ပွဲမှာအောင်ပွဲခံခွင့်ပေးလိုက်ရင်နောက်၄၅လအတွင်းသူကနေတိုးကိုတိုက်ခိုက်နိုင်တဲ့အင်အားပြန်လည်စုစည်းလာလိမ့်မယ်တဲ့ဒါကတက်ကတိုကပညာရှင်တယောက်ရဲ့ခန့်မှန်းချက်မဟုတ်ဘူးနေရိုးရဲ့အင်အားအကြီးဆုံးနိုင်ငံတနေငယ်ကကာကွယ်ရေးဦးစီးချုပ်ရဲ့ professional စီရေးတုံးသက်ချက်ပဲ။ဒါကြောင့် ရီရိုမှာငင်းချိုင်းရရတဲ့အောင်ရှိပေမဲ့ယူရှားကိုလျော့ပေးလိုက်တာဟာနောက်တစ်ချိန်ပူကြီးလေးစစ်ပွဲအတွက်အချိန်ပေးလိုက်တာပဲ။ဥရောပကယူရှားစွမ်းရင်ကိုအပြီးတိုင်ဖျက်တော့ပြီးယူကရိန်းကိုလက်နက်အဖြစ်အဆုံတက်ဆင်ပေးနေတာဒီရရှိအန်ဒရယ်ကိုအမြင့်ကနဲ့လမ်းဖို့ကြိုးစားနေတာ။ဒါဟာစစ်မှန်တဲ့ငင်းချိုင်းရတဲ့ရင်းနှီးမြုံနှံမှုပဲ။မိကုံးချုပ်အနေနဲ့ကျွန်တော်ဘက်ကထက်လုံးပြောချင်တာကတော့ ကျွန်တော်တို့ဟာစိတ်ကူးတဲကအကောင်ဆုံးဖြေကိုရှာနေတာမဟုတ်ပဲလက်တွေ့မှာထင်နိုင်ချေအရှိဆုံးအဖြေကိုရွေးရမှာပါစစ်မီဖင်ရဲ့ကြမ်းတမ်းတဲ့အရှိတရားနိုင်စင်တိုးပွားနေတဲ့ယူကရိန်းတပ်ဖွဲ့တွေရဲ့ဆုံးရှုံးမှုတွေနဲ့အ धिक ထောက်ပံ့သူဖြစ်တဲ့အမေရိကန်ရဲ့နိုင်ငံရေးအပြောင်းလဲတွေကြောင့်ပဏာရေးထောက်ပံ့မှုရပ်တန့်သွားနိုင်ချေတွေကိုထည့်တွက်ရင်တန်တမန်ရဲ့ဆွေးနွေးမှုဟာယူကရိန်းအတွက်နောက်ထပ်အဆုံးရှုံးတွေကိုရှင်းချနိုင်ဖို့တခုတည်းတော့လက်တွေ့ကျတဲ့လမ်းကြောင်းဖြစ်နေပါပြီဒါဟာအရှုံးပေးတာမဟုတ်ဘူး အရှိတရားကိုလက်ခံပြီးဖြစ်နိုင်တယ်လို့အကောင်းဆုံးရလဒ်ကိုဖန်တီးယူတာပါဒီမရဲ့အပိသက်တင်ပြချက်ကတော့ American ဦးဆောင်တဲ့ငင်းချမ်းရေးဂျူပါမှုဟာရုရှားရဲ့ဂျူးဂျိုမှုကိုအပြေးရရောက်သည့်ရေရှည်မှာဥရောပအတွက်ဗန်နာရဲနဲ့လူကြုံရဲ့အရာပိုပြီးကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးကိုဖန်တီးပါလိုက်မယ်အနိုင်ကျင့်တဲ့သူကိုအလျော့ပေးလိုက်ရင်သူကနောက်တစ်ခါပိုပြီးအနိုင်ကျင့်မှာပဲ ဒါကြောင့်ယူကရိန်းကိုစစ်ရေးအရာအနိုင်ရအောင်ခိုက်ခိုက်မာမာထောက်ပံ့ခြင်းကသာရုရှားရဲ့ကျူးကျော်လိုစိတ်ကိုအမြင့်ဖြတ်နိုင်ပြီးဥရောပအတွက်ရောကမ္ဘာအတွက်ပါရေရှည်တည်ညူမှုကိုဆောင်ကျင်းပေးနိုင်မှာဖြစ်ကြောင်းတွင်ပြခြင်းပါတယ်။စစ်ပွဲရေးကုန်ကျစိတ်ကကြီးမားတယ်ဆိုတာမှမေ့မပေးလွတ်လပ်မှုနဲ့အချို့အခြားအနောက်ကောက်ကွယ်ရခြင်းရဲ့တန်ဖိုးကအရင်ထက်အများကြီးပိုကြီးပါတယ်။ဟုတ်ကဲ့။ဒီနေ့ဆွေးနွေးမှုက ယူကရိန်းအငြင်းနဲ့ပတ်သက်ပြီးအနောက်အုပ်စုအတွေးမှာ မဟာဖြူဟာမြုတ်ချင်းကမှုတွေဘလောက်ကွဲပြားနဲ့ရှိုက်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမိမောင်းထိုးပြနိုင်ခဲ့ပါတယ်လို့မျှော်လင့်ပါတယ်စစ်မြေပြင်ရဲ့လက်တွေ့ဖြစ်အားတွေနဲ့ရေရှည်လုံခြုံရေးအတွက်မဟာဖြူဟာမြုတ်ရင်မိုင်းချက်တွေကြားကအားပြိုင်မှုကိုဒီအချက်အလက်တွေနဲ့တဆင့်ကျွန်တော်တို့အားလုံးဆက်လက်လေးလာသုံးသပ်စရာတွေများလွာရှိနေပါသေးတယ်ဒီနေ့အစည်းအဝေးကိုကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးလည်းစိတ်အီချမ်းသာခြင်းကိုယ်ဤကြားမှခြင်းနဲ့ပြည့်စုံကြပါစေလို့ ဆူတောင်းမေတ္တာပို့တာလိုက်ပါရစေ။